ချိန်ချောက်တယ်ဆိုရင်တော့အဲ့သူအကျွေးရှင်နေကြောင်ပဲဖြစ်မှာမင်းကငါ့ကိုတကယ်ချစ်တာနင်တို့လည်းတွေ့ရလေသူကဘာဖြစ်ကြီးယူဆလိုက်လဲနင်တို့သိတာပဲခင်ဗျာကိုပါဆက်လုပ်ပါတီရောစိတ်ရရှုပ်နေဗျာ 就别买。呀，丢哪了？ တဏီကုန်ခေလျှောက်သွားတယ်။အော်ညဈေးသွားဝယ်တာပါကော။အဲ့လောက်အများကြီးလိုလို့လားမြဲ။မြဲလိုလို့ဝယ်တာပေါ့ကွယ်။နေပါဦး။ကိုပုံစံဘာဖြစ်နေရလဲ။မြဲတခုခုအမားလုထားမိလို့လား။ ဲဘယ်သူပုံလဲကိုရီးယားမင်းသားပုံလားဟုတ်ပါဟုတ်ဟုတ်သူဘယ်သူပုံလဲတက်တက်ကောင်လေးပုံတက်ကဟိုတူကောင်လေးပုံဆွဲပေးပါဆိုလို့မြတ်ဆွဲပေးထားတာအဲ့ဒါမပေးရသေးတာ အဲ့ဒါဆိုလေသူ့ကိုလာယူခိုင်းလိုက်မယ်လေအမရရဲ့မြတ်အမတပ်ပေးလိုက်မယ်လေကိုဖုန်းဆက်လက်ကိုမဆက်ပါနဲ့မြတ်ကွာကိုတပ်ပေးလိုက်မယ်ဘာဖြစ်လို့လဲဟယ်လိုဟယ်လိုโอเคကိုရနိုင်တတ်စကားပြောလို့ရလားဟုတ်ရပါရှင့်မြတ်ရဲ့ပကြီးခန်းထဲမှာလေး ယောက်ျားလေးတယောက်ပုံတွေ့တယ်။အဲ့ဒါမြက်ကူမေးကြည့်တော့တဲ့ရဲ့ခေါင်းလေးပုံလို့ပြောလို့ဟုတ်လားတဲ့။ရှင်။တမခေါင်းလေးတယောက်ရှိနေရလား။မြက်ပြောတာလည်းကိုမကြားမိလို့ပါ။ကိုရနေတဲ့သူဆွဲပြီးဘုကူညီထားလိုက်တာအော် โอเคအဲ့ဒါဆိုလည်းပြီးတော့လေဟိုတက်အလုပ်ရှုံနေတောင်းပန်ပါတယ်ဒါပဲနော်ကိုဘာလို့ဖုန်းနေရှောက်ဆက်နေရလဲဘာဖြစ်လို့လဲမြက်ပြောတက်ကောင်လေးပုံစုကိုဆက်လို့မရဘူးလားကိုကမျက်ကိုမရှုံတာလားမြက်ကရော ခုဘာလို့လိန်ခဲ့တာလဲမြတ်ဘာလိန်လို့လဲဒီနေ့ကိုမြေတို့အမေအိမ်ကိုရောက်ခဲ့တယ်အမေတို့ဆူလာတက်တာအဆင်ပြေရဲ့လားဆိုပြီးတော့ကိုသွားကြည့်တာမြေတို့အိမ်မှာဘာဆူလာမှမရှိဘူး ဲ့ဘာလို့ကိုယ်ကိုလိန်တာလဲအဲ့ဒီပတ်စံနေရောဘုမတုံးလိုက်တာလဲပြောလိမ့်မယ်ဘုမတုံးလိုက်တာလဲလို့မြတ်မောင်လေးကားအက်ဆီဒန့်ဖြစ်လို့အဲ့ဒါရော်ချေးပြေးလိုက်ရတာဟာအဲ့ဒါကိုယ်ပြောလို့ရတယ်လीကိုယ်ရော်မင်းမှာဗော ကိုကိုစီကမောင်လေးကိစ္စနဲ့ခဏခဏတောင်းနေရတာမြက်လေအားနာလာလို့အားကြောင့်ဒိန်လိုက်တာကိုအဲ့လိုကိစ္စလေးအတွက်ကိုအကူလေးနေတော့မြန်မာသွားပါလေကိုကလေမြက်ကိုမလိန်တတ်ဘူးလို့ထင်ထားခဲ့တာအမြဲ ကိုတိထားတဲ့မြတ်မဟုတ်တော့ဘူး။ကိုမြတ်ကိုလိုလိုရှုံအောင်ပါလေ။ဟမ်မြတ်မှားတော့ပါရဲ့။မြတ်နောက်တကယ်မလိမ်တော့ပါအောင်နော်။ကိုကတိပေးပါရဲ့။ တို့တငယ်ချင်းတွေအရင်ကဒီလိုတောင်းလိုက်တော့ခါမှမနိုင်ခဲ့ကြဘူးဒါပေမဲ့နေထက်တဲ့စတွေကမတို့တွေလိန်နေကြပထမနေထက်တဲ့တွေ့နေကြတာကိုလိန်နေအခုလည်းငါတို့အချင်းချင်းတွေလိန်နေကြတယ်ငါတို့တငယ်ချင်းချင်းပြင်နေလည်းမပြောရအောင်ကိုရနိုင်ပြောတယ်ခဲပကြီးကနေထက်ပုံလားမြတ် တို့လည်းငင်းလိုပါပဲမြဲ့ရေနေထက်လို့ရဲ့လှဲ့စားတော့ခံနေရတာငါတို့အားလုံးချင်းချောက်နေရတယ်နေထက်လို့ပဲကဲမြတ်ပါတိတာငါသူ့အကြောင်းကိုငါအတိတောင်နဲ့စုံစမ်းထားတာအာဒီနေ့အခုပဲသိခဲ့ရတာ ။ "तू อ่ะလောင်းစားရလဲလောက်တယ်။ငါတို့နဲ့မဆုံခင်မှာလဲ။ तू မှာနံပါတ်ဖြတ်တယ်အများကြီးပဲ။နောက်မင်းကလေးတွေစီကလဲ तू ပတ်စံချူစားရလို့ငါကြားတယ်။မဖြစ်နိုင်ဘူး။မဖြစ်နိုင်ဘူးခင်။ငါမယုံဘူး။နေထက်ကငါအဲ့မလုပ်ရဘူး။ငါတော့တော်တော်ယူတာပဲ။ ငါ့ကိုချိန်ချောက်တဲ့သူရဲ့အကြောင်းတော်မှာငါကနေထက်ကိုပြောပြလိုက်သေးတယ်။မဟုတ်ဘူး။ချိန်ချောက်တယ်ဆိုရင်တော့အဲ့သူအကျွေးရှင်နေကြောင်ပဲဖြစ်မှာ။နေထက်ကငါ့ကိုတကယ်ချစ်တာ။နင်တို့လည်းတွေ့ရလေ။သူငါ့ဘလောက်ထိကယူဆလိုက်လဲနင်တို့သိတာပဲ။တဲ့ရမယူဆပါနဲ့။နေထက်ကလေငါ့စီကန်းနဲ့ခဏခဏလာတယ်။ငါ့အတွက်ဆိုပြီးစားစရာကြီးလည်းအများကြီးပဲလုပ်ပေးတာ။ပြီးတော့ငါ့စိတ်ကိုလည်းနားလေတယ်။ နင်တို့เนี่ยအဲ့လိုမျိုးပြောကြည့်ဆိုလို့ရှင်ငါခဲပချီဆွဲဖို့အတွက်သူငါ့အခန်းလုပ်ပေးတာကြတော့ဟမ်ပြီးတော့ငါဒီခဲပချီပြန်ဆွဲလို့ရအောင်သူဘလောက်တောင်ကူညီထားလဲဟမ်ဘာမှလည်းဟဲ့နေထက်ခရူးဆိုင်တာအခုချိန်ထိကိုပြိုင်ကျင်ကြသေးတုံးလားတကယ်ပဲဘာလို့ခုလိုမျိုးဖြစ်နေတာလဲ ငယ်တော့အတိုင်းပဲနော်